တတိယကမ္ဘာစစ်ကြီးဖြစ်တော်မှာလားနေတိုဟာရုရှားကိုစစ်ပြုနေပါပြီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ကဘာကြီးဟာတတိယကဘာစစ်ကြီးစီဥတည်နေပြီလားလို့မေကွန်းထုတ်ဆောင်အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။ရုရှားအစိုးရရဲ့ထိတ်တန့်အရာရှိတူကနေတိုဟာရုရှားကိုတိုက်ရိုက်စစ်ပြုနေပြီလို့တရားဝင်ပြောဆိုလာပြီးတဲ့နောက်မှာဒီမေကွန်းဟာပုံမှန်ရေပန်းစားလာပါတယ်။ရုရှားရဲ့ drone တွေပိုလန်လေးပိုင်းနဲ့ထဲကိုဝင်ရောက်လာတဲ့ဖြစ်စဉ်တွေပြင်သစ်သမ္မတမက်ခရွန်လိုနိုင်ငံခေါင်းဆောင်တွေရဲ့လာမယ့်နှစ်အနေငယ်အတွင်းစစ်ပွဲဖြစ်နိုင်ခြေကိုသတိပေးမှုတွေကဥရောပတိုက်ရဲလုံခြုံရေးအခြေအနေဟာတအုံလွင်တွေကနေစစ်မီးတောက်ဖို့အချိန်မီနီးစပ်နေရဆိုတာကိုဖော်ပြနေပါတယ်။ ရုရှားဆိုရပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီဘတ်ကော့ကနေတူဟာရုရှားကိုစစ်ပြုနေတယ်လို့တိုက်ရိုက်ပြောဆိုလာပြီးတဲ့နောက်မှာတတိယကမ္ဘာစစ်ဖြစ်နိုင်ခြေရှိမလားဆိုရင်မေကွန်ကဥရောပမှာပူပီးရေပန်းစားလာနေတယ်လို့ဖော်ပြထားပါတယ်။ အထူးသဖြင့်ရုရှားရဲ့ဒရုန်းတွေပိုလန်လေပိုင်းနယ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာဒီဆိုးရိမ်မှုတွေပုံမှန်မြင့်တက်လာခဲ့ပါတယ်။တင်သက်သမ္မတအီမန်နျူရယ်မက်ခရွန်ကရုရှားနဲ့2026ခုနှစ်မတ်လမှာစစ်ပွဲဖြစ်ပွားနိုင်တယ်လို့တွက်ဆထားကြဖို့မကြသေးခင်ကပြောကြားခဲ့တယ်လို့တင်သက်ဆိုရှယ်မီဒီယာတွေမှာရှင်းသားပြောဆိုမှုတွေပလူပြန်နေခဲ့ပါတယ်။ တင်တဲ့သတင်းစာတစောင်ဖြစ်တဲ့လီကနာအင်ချေရဲ့အော်ဂိုလာသတင်းတစ်ခုမှလည်းပြင်သစ်ဂျမားရဲ့ဝန်ကြီးကက်သရင်ဘူဒရန်ကလူနာရီအစုလိုက်အပြုံလိုက်ရောက်ရှိလာနိုင်မယ့်အရေးကိုကြိုတင်ပြသထားဖို့ဇူလိုင်လ28ရက်နေ့ကပြင်သစ်စည်းရုံးတွေကိုတရားဝင်စာထုတ်ပြီးညွှန်ကြားခဲ့တယ်လို့ပါရှိပါရယ်။တမရမက်ခရဟာစစ်ပွဲစတင်ကြရကယူကရိန်းနိုင်ငံကိုစစ်ရေးစီးပွားရေးနဲ့တန်တမန်ရေးအရာထောက်ကူမှုတွေပေးနေတယ်လို့သိရပါရယ်။ဒါအပြင်ပြင်သစ်ဟာယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ပေးမယ့် Coalition of the Willing Mohammed အဖွဲ့မှတက်ကြွစွာပါဝင်နေရလို့လည်းဖော်ပြထားပါတယ်။ဒီချက်လက်တွေကရုရှားနဲ့နေတူးကြကကျွမ်းမမှုတွေဟာစက္ကလုံအစိမ်းကနေလက်တွေ့လုံဆောင်မှုတွေထိတဖြည်းဖြည်းတိုးလာနေတယ်ဆိုတာကိုပြသနေပါတယ်။ဂျမန်တမရိုဦးစီးချုပ်ပိုးချုပ်ကြီးကတ်စတင်ဘရူဝါဟာလာမယ့်လေးနှစ်အတွင်းရုရှားကဥရောပကိုတိုက်ခိုက်လာနိုင်တယ်လို့စင်ဘူမှာပြုလုပ်ခဲ့တဲ့ရှန်ဂရီလာဆွေးနွေးပွဲမှာမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ပိုးချုပ်ကြီးဘရူဝါဆိုရင်ရတဲ့အကြောင်းရင်းကတော့ရုရှားရဲ့လက်နက်ထုတ်လုပ်မှုဟာအရှိန်ဟုန်မြင့်လာတာကြောင့်ဖြစ်ပါတယ်။ 2024ခုနှစ်ကနေစပြီးရုရှားဟာတစ်နှစ်ကိုပင်မတိုက်ပွဲဝင်တင်က MBD 1500စီးနဲ့152မီလီမီတာအမြောက်ကြီးလေတန်းထီထုတ်လုပ်နေရလို့သူကထောက်ပြခဲ့ပါတယ်။ဒီထုတ်လုပ်မှုပမာဏဟာလက်ရှိနေတိုရဲ့ထုတ်လုပ်မှုထက်အများကြီးပိုများတယ်လို့လဲဆိုပါတယ်။နေတိုဖွဲ့ဝင်နိုင်ငံတွေရဲ့ထောက်လန်းရေးအဖွဲ့တွေကလည်းရုရှားဟာဒီထုတ်လုပ်နေတဲ့လက်နက်တွေရဲ့အများစုကိုယူကရိန်းကိုတိုက်ခိုက်ဖို့အတွက်သုံးရမှာမဟုတ်ဘဲဥရောပကိုတိုက်ခိုက်ဖို့အတွက်အရန်အသင့်တူလောင်ထားတယ်လို့ယုံကြည်နေကြပါတယ်။ စက်တင်ဘာလ9ရက်နေ့ကရုရှား drone အစီ20ကျော်ပိုလန်လေပိုင်းနဲ့တဲဝင်ရောက်ခဲ့လို့ပိုလန်နဲ့နီတိုလေတပ်တွေကကြားဖြတ်ပစ်ချခဲ့ရပါတယ်။ဒီဖြစ်ရကြောင့်နီတိုဖွဲ့ဝင်နိုင်ငံတွေကဒီ drone တွေဟာမတော်တဆကျူးကျော်ဝင်ရောက်ခဲ့တာလား။တမမဟုတ်နီတိုရဲ့တုံ့ပြန်မှုကိုအကဲဆတ်မှုရွေကျက်ရှိရှိလှုပ်ဆောင်ခဲ့တာလားဆိုပြီးသုံးသပ်နေကြပါတယ်။ဒီလိုအကဲဆတ်နာဖြစ်နိုင်တယ်လို့ယူဆရတဲ့အတွက်ပိုလန်ဟာနီတိုပြည်ရင်းအမှတ်လေးအရာအရေးပေါ်စီဝေးခေါ်ယူခဲ့ပြီးတပ်ဖွဲ့ဝင်၄000ကိုဘီလာရုစ်နေဆက်စီကိုဆေလွတ်ချထားလိုက်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကရောယူကရိန်းမှာတိပတ်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာခဲ့ရင်အဲ့ဒီတပ်ဖွဲ့တွေကိုတရားဝင်ကြက်မှတ်တွေဖြင့်သတ်မှတ်သွားမယ်လို့ချင်းချပြောဆိုခဲ့ပါရီ။ဒါအပြင်ယူကရိန်းသမ္မတစလန်စကီနဲ့တွေ့ဆုံဆွေးနွေးဖို့အသင်ရှိရလို့ပြောခဲ့ပေမယ့်ဆွေးနွေးပွဲကိုရုရှားမြေပေါ်မှာပဲပြုလုပ်ရမယ်ဆိုတဲ့အခြေအနေကိုချမှတ်ခဲ့ပါရီ။ပူတင်ရဲ့လေတာမာလာရာနဲ့သဘောရတဲမာလာရာဟာအောက်ပါချက်တွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရီ။သမ္မတဒေါ်နယ်ထရပ်ရဲ့မူဝါဒမပြတ်သားတာ ကျေယုံရုရှားနဲ့အိန္ဒိယခေါင်းဆောင်တွေရဲ့ညီညွတ်မှုကိုပြသနိုင်ကြတာနဲ့ယူကရိန်းစစ်မြေပြင်မှာရုရှားကအသာစီးချနေရလို့ယုံကြည်လာတာတို့ကြောင့်ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာရုရှားနဲ့ဘီလာရုစ်သမ္မတလူကာရှန်ကိုရိုဟာရုရှားရဲ့နျူကလ িয়ার လက်နက်တွေကိုဘီလာရုစ်မြေပေါ်ကိုထန်ချက်ချထားလိုက်ပြီလို့လည်းကြေညာထားပါတယ်။စက်တင်ဘာလ23ရက်နေ့မှာရုရှားနဲ့ဘီလာရုစ်တို့ဟာအနောက်ရပ်ဘူးရဲစီလေ့ကျင့်မှုကိုစတင်ခဲ့ပါတယ်။ ီလီကျင်းမှုမှာတပ်ဖွဲ့ဝင်3000ကျော်နဲ့အတူနျူကလ িয়ার ထိပ်ဖို့တင်ဆောင်နိုင်တယ်။အိုက်စကန်ဒါဒုံးမြန်တွေပါပါဝင်လာတာကြောင့်နေတိုးအဖွဲ့အတွင်းစိုးရိမ်ပူပန်မှုတွေမြင့်တက်လာပါတယ်။အထူးသဖြင့်ဒီဒုံးမြန်တွေဟာပိုလန်နဲ့ဆက်ကလီ23မိုင်သာကွာဝေးတဲ့ရုရှားပိုင်းကာလီနင်ဂရက်ဒေသအတွင်းမှာတွေ့ရတာကြောင့်စိုးရိမ်မှုတွေပုံမကြီးထွားခဲ့တယ်လို့ဆိုပါတယ်။ နေတိုရဲ့ဆိုရင်မူဟာအကြောင်းမဲမဟုတ်ပါဘူး၂021ခုနှစ်ကပြုလုပ်ခဲ့တဲ့ Zabat 2021စီရင်လေ့ကျင့်မှုမှာတောက်ဖွဲ့ဝင်နှစ်သိန်းနီးပါးပါဝင်ခဲ့ပြီးအဲ့လေ့ကျင့်မှုပြီး၅လအကြာမှာပဲရုရှားကယူကရိန်းကိုစတင်ကျူးကျော်ခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ကြိမ်လည်းအရင်နေ့အတိုင်းထပ်မံချက်ပွားနိုင်တယ်လို့နေတိုကယူဆပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်။အခုချိန်ဟာစေအခေကာလာပါဝင်ဘဲခေခါနေမှမတူအောင်ဥရောပမှာစစ်မီတောက်ဖို့အလိုနီးစံနေရလို့ကောက်ချက်ချထားပါဗျ။ ရုရှားဟာသူ့လိုချင်တဲ့အခြေအနေမရမချင်းယူကရိန်းစစ်ပွဲကိုရပ်တန့်မှမဟုတ်တလို့နေတိုကလည်းယူကရိန်းကိုရှေ့တန်းခံစစ်ဖြစ်သတ်မှတ်ပြီးအကူအညီပေးတာကိုရပ်ဆိုင်မှမဟုတ်ပါဘူး။ဒါကြောင့်မဝေတော့တဲ့အနာဂတ်မှာရုရှားနဲ့နေတိုတို့ထိတဲ့တွေ့လာပြီးစစ်ပွဲတစ်ခုစီဥတီသွားနိုင်တယ်လို့သုံးသပ်ထားပါတယ်။ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေပေါ်ထုတ်ပြန်တဲ့အနေနဲ့နေတိုအဖွဲ့ဟာစစ်ပွဲအတွက်ပြင်ဆင်မှုတွေကိုအချိန်မြင့်တန်လိုက်ပြီလို့ဆိုနိုင်ပါတယ်။ September 10ရက်နေ့မှာ Operation Easter Sentry လို့ခေါ်တဲ့စီမံကိန်းတစ်ခုကိုစတင်လိုက်ပြီးနေတို့ရဲ့အရှိဘတ်စစ်မျက်နှာပြင်ကိုကာကွယ်ဖို့အတွက်အထူးကထားဆောင်ရွက်နေပါတယ်။နေတို့ရဲ့အရှိဘတ်စစ်မြေနယ်ပြင်မှာဖြန့်ကျက်ချထားပြီးသားတပ်ရင်းအစစ်တပ်ဖွဲ့၈ခုကိုအင်အားထပ်မံချေတွင်သွားမယ်လို့ဖော်ပြထားပါရယ်။ဒီတပ်ဖွဲ့တွေဟာ Estoria, Latvia, Lithuania, Poland, Bulgaria, Romania, Hungary နဲ့ Slovakia တို့မှာတက်ဆွဲထားပါရယ်။ ပြင်သစ်ဒိမန်နဲ့ဂျာမနီတို့ကလစ်တပ်ဖွဲ့တွေဟာပိုလန်ကိုဆေလွတ်ခဲ့ကြပြီးနယ်သာလန်က Patriots လေကြောင်းရန်ကာကွယ်ရေးတောစနစ်တွေကိုလည်းပိုလန်မှာဖြန့်ကျက်ချထားမှုအရှိန်မြင့်တင်လိုက်တယ်လို့သိရပါတယ်။ပိုလန်အစိုးရကလည်း NATO တပ်ဖွဲ့တွေ၎င်းတို့နိုင်ငံမှာချထားဖို့အတွက်အထူးအမိန့်တစ်ခုပြထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ NATO ဖွဲ့ဟာအရေးပေါ်ခြေအနေတွေမှာလင်းမြန်စွာတုံ့ပြန်နိုင်မှုအတွက်အင်အားဖြည့်တင်မဲ့တပ်ဖွဲ့တွေကိုတိုးချဲ့ဖွဲ့စည်းနေပါတယ်။ ARF မှာတပ်မဟာတကူစာရှိတဲ့တပ်ဖွဲ့ဝင်9000နီးပါးပါဝင်ပြီးတော့နှင်းမြန်းနဲ့တွေ့ပြမှုတွေအတွက်ဖွဲ့စည်းထားတာဖြစ်ပါတယ် NRF Pre Assigned Force ကလည်း ARF ကိုအင်အားဖြစ်တယ်မို့အတွက်အဖွဲ့ဝင်နိုင်ငံတွေရစုစည်းထားတဲ့တပ်ဖွဲ့တွေဖြစ်ပြီးစစ်စုပါတပ်ဖွဲ့ဝင်9000အထိရှိလာဖို့ရည်ရွယ်ထားပါတယ်ဒီတပ်ဖွဲ့ကြီးကိုအဆင့်30ခွဲပြီးအင်အားစုဆောင်နေပါတယ်ပထမအဆင့်10ရက်အတွင်းတပ်ဖွဲ့ဝင်3000အထိဒုတိယအဆင့်ရက်30အတွင်းတပ်ဖွဲ့ဝင်2000အထိတတိယအဆင့် ရက်180အတွင်းတပ်ဖွဲ့ဝင်9သိန်းအထိဒီပြင်ဆင်မှုတွေဟာရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေပေါ်နေတူကအလေးနက်ထားတုံ့ပြန်နေရဲဆိုတာကိုပြသနေပါတယ်။နေတူဖွဲ့ဤစစ်အင်အား1949ခုနှစ်တွင်အဖွဲ့ဝင်12နိုင်ငံနဲ့စတင်ဖွဲ့စည်းခဲ့တဲ့မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့အစည်းနေတူမှာလက်ရှိ2025ခုနှစ်တွင်အဖွဲ့ဝင်33နိုင်ငံအထိရှိလာခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲစတင်ပြီးတဲ့နောက်ဆီးရီးယားနဲ့ဖင်လန်လိုနိုင်ငံတွေပါအဖွဲ့ဝင်ဖြစ်လာတဲ့အတွက်နေတိုဟာအရင်ကထပ်ပိုပြီးအင်အားတောင့်တင်းလာတယ်လို့ဆိုနိုင်ပါတယ်။အမေရိကန်ပြည်ထောင်စုမှပါဝင်တဲ့ကနေဒါနဲ့ဥရောပနေတိုအဖွဲ့ဝင်နိုင်ငံတွေရဲ့အင်အားချုပ်ကိုအောက်မှာဖော်ပြပေးထားပါတယ်။အမျိုးသားထောက်ကုန်တန်ဖိုး GDP ဒေါ်လာ15ထရီလီယံတဦးကျဝင်ငွေဒေါ်လာ3တောင်ခွဲမှ4တောင်ခွဲ ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ350ဘီလီယံအမြင့်တဲ့တပ်ဖွဲ့ဝင်1.1တန်း အရန်တပ်ဖွဲ့ဝင်တိတသမနှစ်တန်းမှနှစ်တန်းအထိပင်မတိုက်ပွဲဝင်တင်ကာ9000စီတိုက်ခိုက်ရေးတန်ကြပ်ကရင်နှစ်တောင်းမှ2500စီရှင်တဲ House Wizard အမြောက်တထောင်မှ1100စီရင်းဆွဲ House Wizard အမြောက်3000စီအတွေ့လိုက်ပြီးနောက်တွဲဒေါ်ရင်စနစ်900မှ1000စီတိုက်ခိုက်ရေးရဟယင်400မှ600စီလင်းရင်တင်တင်မော်9စီရဟယင်တင်တင်မော်3စီဖြတ်တင်မော်နဲ့ Free Gate 90စီ အလက်ဇာစစ်သည်မော89စီနျူကလ িয়ার စွမ်းရည်သုံးတိုက်ခိုက်ရေးရှင်းကုန်သည်မော14စီတမယိုးကြတိုက်ခိုက်ရေးရှင်းကုန်သည်မော148စီစစ်လေရင်1135စီ AWACS ကျွတင်တတိပေးရေရဒါတက်လေရင်14စီတယူပို့ဆောင်ရေးလေရင်988စီလိုပဲဖြစ်ပါတယ်ရုရှားဖက်ဒရေးရှင်းရဲ့စစ်အင်အားနဲ့လက်ရှိအခြေအနေရုရှားဖက်ဒရေးရှင်းဟာနေမီအခြေမွန်ရှာကမ္ဘာကြီးဆုံးဖြစ်ပေမဲ့ယူကရိန်းစစ်ပွဲကြောင့်စစ်ပန်းနေပြီလို့သုံးသပ်ထားပါတယ် အနာအဆူထားလိုင်းအဖွဲ့ရရဲ့ခံမှန်းချက်အရစစ်ပွဲစတင်ခဲ့တဲ့2022ခုနှစ်ကလေးလက်ရှိအချိန်အထိ၃နှစ်ခွဲကာလအတွင်းမှာရုရှားတပ်ဖွဲ့ဝင်၃သိန်းနီးပါးတိစုံပြီးလက်ထပ်တန်တန်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်ရုရှားကယူကရိန်းနယ်မြေရဲ့19ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်လို့ပြောပေမဲ့ဒီနယ်မြေအများစုဟာ2014ခုနှစ်မှာတင်ပိုက်ခဲ့တဲ့ခရိုင်းမီးယားဒေသကဖြစ်နေပါရယ်ဒါကြောင့်ရုရှားဟာဒီစစ်ပွဲအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါရယ်ရုရှား၏စစ်အင်အားကိန်းကနန်များ အမျိုးသားထုတ်ကုန်တန်ဖိုး GDP ဒေါ်လာ1.1 trillion တဦးချင်းဝင်ငွေဒေါ်လာ11220ကာကွယ်ရေးအသုံးစိဒေါ်လာ126 billion အမြဲတမ်းတပ်ဖွဲ့ဝင်1.2တန်အရန်တပ်ဖွဲ့ဝင်2တန်ပင်မတိုက်ပွဲဝင်တန်က9900ကျော်တိုက်ခိုက်ရေးတန်ချက်ကရင်2800စီရှင်တီဟောက်ဝီဇာအမြောက်1200ကျော်ရင်းဆွဲဟောက်ဝီဇာအမြောက်4000ကျော်အတွဲလိုက်ပြည့်နောက်တွဲတုံးရင်စနစ်600ကျော်တိုက်ခိုက်ရေးရဟတ်ရင်950စီ ဖြတ်သင်းမော်နဲ့ free gate 22စီအလက်စားစစ်သင်းမော်83စီနျူကလ িয়ার ဆိုင်ရင်တိုက်ခိုက်ရေးရှိငုပ်သင်းမော်18စီတမယိုကျတိုက်ခိုက်ရေးရှိငုပ်သင်းမော်22စီစစ်လေရင်1600စီမဟာဗျူဟာမြောက်ဖုံးကျေလေရင်90ကျော် AWACS ကြိုတင်တတိပေးရေဒါတက်လေရင်8စီတယ်ယူပို့ဆောင်ရေးလေရင်456စီလိုပဲဖြစ်ပါတယ် ရုရှားဟာယူကရိန်းစစ်ပွဲမှာကျုံဝင်နေတဲ့အတွက်အထက်ပါဆိုင်ရာအနက်အချို့အဝက်ကိုပဲဥရောပကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒါကြောင့်ရုရှားအနေနဲ့တောက်ဖက်ရီအထူးရွှေပြောင်းမှုမလို့အပဲနေတိုကိုအလင်းငိုင်ဖန်တိုက်ခိုက်နိုင်တဲ့ဆူဝဲကီစင်ကြံသေးတာလို့နေရာမျိုးမှာစစ်ပွဲဆင်နွှဲလာနိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဆူဝဲကီတိုက်ပွဲဆူဝဲကီဒေသဟာပိုလန်နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာရှိပြီးလူနေကျဲပါတဲ့ဒေသတစ်ခုဖြစ်ပါတယ်။တော်ပြီမဲ့ပထဝီနိုင်ငံရဲ့အရာအလုံးအရှိပါပါတယ်။ ဒီဒေတာဟာမြောက်ဘက်မှာရုရှားပိုင်းကာလင်နီဂရတ်ဒေတာတောင်ဘက်မှာရုရှားရဲ့မဟာမိတ်ဘီလာရုစ်နိုင်ငံတို့ကြားမှာတည်ရှိပါတယ်။ရုရှားဟာဆူဝဲကီကိုတိုက်ခိုက်မယ်ဆိုရင်ရုရှားဟာကာလင်နီဂရတ်နဲ့ဘီလာရုစ်ကတပ်ဖွဲ့တွေအထူးတပ်ဖွဲ့တွေနဲ့လေကြောင်းစီတပ်ဖွဲ့တွေကိုအုံပြုပြီးလျှက်ပြတ်ထိုးစစ်ဆင်က24နာရီကနေ48နာရီတွင်တရကြမ်းသိမ်းပိုက်ဖို့ကြိုးစားနိုင်ပါတယ်။ရုရှားဟာနေတိုစစ်ကူရီမရှာလာနိုင်အောင်အိုက်စကန်ဒါထုံးပြန်တွင်အမြောက်ကြီးတွေကိုအသုံးပြုပြီးတော့အနီးအနားကနေတိုးပြမှတ်တွေကိုတိုက်ခတ်ဦးနှိမ်ထားနိုင်ပါတယ် ။ကြာပြီ S400 လေးချောင်းရဲ့ကာဝေးစနစ်နဲ့လေးချောင်းအသာစီကိုယူပြီး NATO ရဲ့လက်တက်ကိုဟန်တားနိုင်ပါ रे ။စိုက်ဘာစစ်စင်ရေးတွေနဲ့ NATO ရဲ့ဆက်သွယ်ရေးစနစ်တွေကိုနှောက်ယှက်ဖျက်ဆီးနိုင်ပါ रे ။ရုရှားရဲ့ယူရဲ့ချက်ကတော့ NATO အဖွဲ့ကအလုံးရင်းနဲ့မတုံ့ပြန်နိုင်ကြမှာပဲ။စုဝဲကီထေတာကိုတင်ပိုက်ပြီးဖြစ်တာဖြစ်ပြီးအတိုင်းပဲထားလိုက်ကြဆိုဆိုရဲအခြေအနေကိုဖန်တီးဖို့ပဲဖြစ်ပါ रे ။ လက်ရှိမှာဆူဝဲကီအနီနာမှာနေတိုတပ်ဖွဲ့တွေ ရှိနေပေမဲ့ရုရှားတပ်ဖွဲ့တွေကပုံမနိကတ်တဲ့အတွက်ရုရှားရဲ့အလစ်အငိုက်တိုက်ခိုက်မှုဟာအလွန်ထိရောက်နိုင်တယ်လို့သုံးသပ်ထားပါတယ်။နေတိုနဲ့ရုရှားတို့ရဲ့ဖြစ်နိုင်ခြေရှိတဲ့စစ်ပွဲဗျူဟာတွေကိုတင်ပြပေးပါမယ်။နေတိုနဲ့ရုရှားထိတ်တရင်ဆိုင်မှုများပိုလန်သည်နေတိုဖွဲ့ဝင်ဖြစ်တဲ့အတွက်ရုရှားကဆူဝဲကီဒေသကိုတိုက်ခိုက်လာမယ်ဆိုရင်နေတိုဗြိတိန်အမှန်ကအရာအဖွဲ့ဝင်နိုင်ငံအလုံးကစူပေါင်းလက်တော့ပြောင်းရမှာဖြစ်ပါတယ် ဒီလိုမှမဟုတ်ရင်နေတိုးရဲ့တိတ်ခါကြဆင်းပြီးအဖွဲ့ကြီးပြိုကွဲဖို့ထိချက်နိုင်ပါတယ်။ပထမ24နာရီတွင်ဖြစ်နိုင်ခြေရှိတဲ့တိုက်ခိုက်မှုများမြေပြင်ဆစ်စင်ရေးပထမဆုံးလှုပ်ရှားမှုအနေနဲ့ဆူဝဲကိနဲ့အနီးနားမှာရှိနေတဲ့ပိုလန်ရဲ့အမတ်76ရှင်တင်တမဟာနဲ့အခြားပိုလန်တပ်ဖွဲ့တွေကဆူဝဲကိဒေသကိုအနောက်ဘက်ကနေပိတ်ဆို့ထားပါလိမ့်မယ်။တပ်ဖွဲ့ဝင်9000ပါဝင်တဲ့နီတိုရဲ့ ARF တပ်ဖွဲ့ကို စုဝဲကီအနီနာကိုအနှင်းမြန်စေလို့မှဖြစ်ပြီးတစ်ချိန်တည်းမှာပဲအစင်တက်တပ်ဖွဲ့ဝင်သသိန်းထိပါဝင်တဲ့အင်အားထစ်တဲ့တပ်ဖွဲ့တွေစတင်ဟရှိလာပါလိမ့်မယ်။ရုရှားကပိုလန်နိုင်ငံအတွင်းကနေတိုပြမှတ်တွေကိုအိုက်စကန်တာထုံးပြန်တွေနဲ့စတင်တိုက်ခိုက်ဦးနှိမ်ပါလိမ့်မယ်။ဝေဟင်စစ်စင်ကြီးလေကြောင်းတိုက်ပွဲပိုလန်လီတက်ကစုဝဲကီနဲ့အနီးနားဒေသတွေမှာရှိနေတဲ့ရုရှားနဲ့ဘီလာရုစ်တပ်ဖွဲ့တွေကိုစတင်တိုက်ခိုက်ပါလိမ့်မယ်။ရုရှားလီတက်ရဲ့ Su-55 Su-30 စရဲတိုက်လေရင်တွေနဲ့စု34စု24စရဲပုံးကျဲလေရင်တွေက နေတိုးလေတပ်ဖွဲ့ဝင်အနေနဲ့မြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ပါလိမ့်မယ်ရုရှားက S400 နဲ့ S300 လေကြောင်းရကာကွယ်ရေးစနစ်တွေနဲ့ A280 စစ်စင်ရေးဆင်တွေပြီးတော့နေတိုးရဲရင်တွေကိုလွတ်လပ်စွာမလုရှားနိုင်အောင်ဟန်တာပါလိမ့်မယ်နေတိုးလေတပ်ကလည်း F35 Eurofighter Rafael စရဲတိုက်လေရင်တွေနဲ့အတူ SEAD စစ်စင်ရေးဆင်တွေပြီးရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုဦးနှိမ်ဖျက်ဆီးပါလိမ့်မယ် ရေတက်စစ်စင်ရေးနေတိုးရေတက်ဖွဲ့တွေက Baltic ပင်လယ်တစ်လျှောက်ကိုပိတ်ဆို့ပြီးကာလီနီဂရတ်မှာရှိနေတဲ့ရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ပါလိမ့်မယ်။ရုရှားနဲ့နေတိုးရဲ့ရေတက်ဖွဲ့တွေက Baltic ပင်လယ်ရေရှိပြင်းနဲ့ရေအောက်မှာထိတိုက်ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါရယ်။ဒီတိုက်ခိုက်မှုတွေဟာဒုတိယနေ့ထိဆက်လက်ဖြစ်ပွားနိုင်ပြီးနေတိုးနဲ့ရုရှားတို့ကြောင့်တိုက်ရိုက်ပရိပခဖြစ်နိုင်ခြေဟာအလွန်မြင့်မားနေရလို့ဆိုနိုင်ပါတယ်။ဒုတိယနေ့နဲ့အနာဂတ်အလားအလာ ရုရှားကဆူဝဲကီဒေတာကိုတိုက်ခိုက်လာမယ်ဆိုရင်ပိုလန်ဟာနီတိုးဖွဲ့ဝင်ဖြစ်တဲ့အတွက်ပရိညာအမှန်ကအရာအဖွဲ့ဝင်နိုင်ငံတွေအားလုံးကတုံ့ပြန်ရမှာဖြစ်ပါတယ်။ဒီအချိန်မှာအမေရိကန်ရဲ့ပါဝင်မှုရှိမရှိကအဆုံးဖြတ်ပေးမယ့်အချက်ဖြစ်လာပါတယ်။အမေရိကန်ဤဖြစ်နိုင်ခြေရှိသောတုံ့ပြန်မှုများလက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့ရုရှားဘက်ရှိနေမူဝါဒရရှိနေပြီးမြေအမေရိကန်ဟာနေရိုးပြည်ညင်းတိုင်း လိုက်နာပြီးတော့ဥရောပခြေဆိုင်စတန်နဲ့လေတက်အင်အားပြည်စုံနဲ့တန်ပြန်ထိုးစစ်ဆင်နိုင်ပါတယ်ဒီလိုလို့ဆိုင်ရုရှားရဲ့လေတက်နဲ့မြေပြင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ချေမှုနိုင်မှာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ထိုင်ဝမ်အပေါ်ချင်းချောက်မှုတွေကြောင့်အမေရိကန်ကဥရောပကိုအားပြည့်ပါဝင်တာမျိုးမလုပ်ဘဲဥရောပနိုင်ငံတွေကသာအထူးကတာဝန်ရှိဖို့ပြောဆိုလာနိုင်ပါတယ်အမေရိကန်ဟာတိုက်ခိုက်မှုဟုတ်တဲ့ထားလည်းရေး၆ပည်ရေးနဲ့တယ်ယူပို့ဆောင်ရေးလိုမျိုးကိစ္စတွေမှာပဲအကူအညီပေးနိုင်ပါတယ်။တတိယနေ့မှာတတမနေ့အထိ အမေရိကန်ပါဝင်သည်ဖြစ်စေမပါဝင်သည်ဖြစ်စေဥရောပနေတိုတပ်ဖွဲ့တွေဟာရုရှားကိုတံပြန်ထိုးစစ်ဆင်ရမှာဖြစ်ပါတယ်ဒီဆက်ပွဲဟာနှစ်ဖက်ကြာဆုံးများမှာဖြစ်ပေမဲ့နေတိုဖွဲ့ကရုရှားကိုအနိုင်ယူနိုင်နေဆိုတာဆိုရပါလိမ့်မယ်ဒါပေမဲ့ရုရှားကပိုလန်နေမျိုးကိုသိမ်းပိုက်ပြီးတဲ့နောက်မှာအချိန်ဆဖို့အတွက်စွန့်နှုတ်ပွဲဖိတ်ခေါ်မှုတွေလှုပ်လာနိုင်ပါတယ်နေတိုဖွဲ့ကဒီလို PR ပြင်တမရထရန်လိုမျိုးစစ်ပွဲဆက်မတိုက်ဖို့ပြောဆိုလာနိုင်တဲ့နိုင်ငံရေး PR ကိုပါရင်ဆိုင်ရနိုင်ပါတယ် ဒါကြောင့်ညတိုးအနေနဲ့82နှစ်အရွယ်အတွင်းမှာတက်ပြတ်တတ်တာဆုံးဖြတ်လုံဆောင်မှုလိုအပ်ပါတယ်။ချက်နိုင်ခြေရှိသော အခြားတိုက်ခိုက်မှုများရုရှားနဲ့ညတိုးတို့ကြောင့်စစ်ပွဲဖြစ်ပွားနိုင်တဲ့အခြားနိလန်တွေကိုလည်းတင်ပြပါမယ်။ပိုလန်နဲ့ဘောတစ်ဒေသတွေမှာနေဆက်ပြဿနာတွေဖန်တီးပြီးစစ်ပွဲဖြစ်လာနိုင်ခြေ35ရာခိုင်နှုန်းရှိရလို့ခန့်မှန်းထားပါတယ်။ရုရှားကယူကရိန်းနေပြည်အတွင်းမှာရှိတဲ့နေတိုးရဲ့ထောက်ပံ့ရေးစခန်းတွေကိုတိုက်ခိုက်ပြီးနေတိုးကလက်တော့ပြရန်ကနေစစ်ပွဲကြီးဖြစ်လာနိုင်ခြေ25ရာခိုင်နှုန်းရှိရလို့ဆိုပါရယ် ပေါ်တဲ့ပင်လယ်နဲ့အတိတ်ပင်လယ်တွေမှာရှိတဲ့ချင်းချင်းမတော်တဆပြစ်ခတ်မှုကနေစုပ်ပွဲဖြစ်လာနိုင်ကြီး15ရာခိုင်နှုန်းရှိရလို့ဖော်ပြထားပါတယ်။နောက်ဆုံးအချက်အနေနဲ့ရူမေးနီးယားလေပိုင်းနဲ့ထဲကိုရုရှား drone တစ်စီးဝင်ရောက်ခဲ့တဲ့ဖြစ်ရပ်ကရုရှားဟာနေတိုကိုစံတက်နေရဆိုတာကိုပြသနေရလို့ဆိုရပါမယ်။ဆိုပြီးပြောရရင်တော့ရုရှားနဲ့နေတိုတို့ရဲ့ထိတ်တန့်ရင်ဆိုင်မှုဟာလက်နက်အင်အားတွေနဲ့တာမကမဟာဗျူဟာပိုင်းဆိုင်ရာစစ်ကစားမှုတွေလည်းပါဝင်လာပါတယ်။ ရုရှားဟာယူကရိန်းစစ်ပွဲမှာကျုံဝင်နေပြီမဲ့၎င်းရဲ့စစ်ရင်အားနဲ့နီးပြူဟာတွေဟာနေတိုအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။အထူးသဖြင့်စုဝဲကီစင်စံလိုအရေးပါတဲ့ထိသားမှရုတ်တရက်ထိုးစစ်ဆင်လာနိုင်တဲ့ဖြစ်နိုင်ခြေကိုနေတိုကအလေးထားဆောက်ကြည့်နေပါတယ်။ဒီလိုအခြေအနေမျိုးမှာနှစ်ဖက်စလုံးရဲ့ပြတ်သားတဲ့တုံ့ပြန်မှုတွေဟာပရိပခါကိုပိုပြီးကြီးထွားစေနိုင်တယ်လို့အချိန်ဆွဲတဲ့နိုင်ငံရေးလှုပ်ရွတ်တွေကလည်းအခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ကမ္ဘာကြီးဆုံးစည်ရမဟာမိတ်အဖွဲ့ကြီးဖြစ်တဲ့နေတိုအနေနဲ့တိစိန်ခုံမှုတွေကိုဘယ်လိုကင်တွယ်ဖြစ်ရှင်းမလဲဆိုတာကတတိယကမ္ဘာစစ်ကြီးဖြစ်မလားဆိုတဲ့မိကွင်းရဲ့အဖြေကိုအဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်လို့ဆိုရင်းနဲ့တင်ဆက်မှုကိုရနာလိုက်ရပါတယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့တက်ချက်များကိုလည်းကွန်မန့်ကနေတဆင်ညွှန်ပြခဲ့ပါအောင်နော်။အခုလိုမျိုးစိတ်ဝင်စားကြကောင်းမယ်။ကမ္ဘာရေမြန်မာရေသတင်းများစွာကိုနားဆင်မှုသတင်းချက် channel ကို like and subscribe လေးလုပ်ပြီးပေးနာ notification လေးကိုလည်းနှိပ်ထားပေးဖို့အတွက်မမေ့ပါနဲ့နော်။ 继续对娘阿龙表演课题，感谢家娃子些。